ဒီကနေ့အတွက်သတင်းကဏ္ဍမှာတော့ပုံရမင်းကြီးလီယို14အီရတ်နိုင်ငံအတွက်ရမင်းကြီးကိုယ်စားလှယ်တော်အသစ်ခန့်အချင်းသတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမင်းကြီးလီယို14ဒီအော်တိုဘာလ26ရက်နေ့တနင်္ဂနွေနေ့နေပိုင်း၌ Father Miroslaw Stanislaus Wachowskia ဆရာတော်တိတ်ခါတင်သည့်မစ္စတရားကိုဥဆောင်ပူဇော်ခဲ့ပါသည်။ဆိုပါဆရာတော်သည်ယခုအခါဂိုင်းကျုပ်ဆရာတော်အဖြစ် အီရတ်နိုင်ငံအတွက်ယဟမင်းကြီးကိုစလဲပါပနွန်စီယိုအဖြစ်အမှုထမ်းရန်ဆေလွတ်ခြင်းခံရမည်ဖြစ်ပါသည်မျော်လင့်ခြင်းကိုဆက်လက်ပြုစုစောင့်ရှောက်ရန်အတူတကွရှင်တွဲနေထိုင်ခြင်းတို့ကို မြင့်တင်လှုပ်ဆောင်ကာကွယ်ရန်ဗာတီကန်၏မူဝါဒနှင့်ဧဝံဂေလိကျမ်းစာမှပေါက်ဖွားလာပြီးဆုတောင်းခြင်းဖြင့်အစဉ်တိုးပွားစေရမည် တိုးပွားခြင်းကိုအစဉ်မျက်မှောက်ပြုရန်အီရတ်နိုင်ငံသည်ဒုက္ခပေါင်းများများစွာနှင့်ရင်ဆိုင်ဖြတ်တန်းနေရသော နိုင်ငံတစ်ခုဖြစ်တဲ့ကဲ့သို့ အရာရာကိုအတိတ်တဖန်ပြန်လဲမွေးဖွားလာစေရန်ယုံကံကြိုးစားနေရကြောင်းသို့သောခရိယံယုံကြည်ခြင်းအမွေနှင့်ကျွဲဝါသောနိုင်ငံတစ်ခုဖြစ်တော်လဲအကျံဖဲသည့်မိတော်မှာယနေ့ထိမငိမ့်သက်နိုင်သေးသောနိုင်ငံဖြစ်ကြောင်းသတိရှိရန်လဲမိန့်ကြားခဲ့ပါသည်ဆရာတော်ကြီးသိုးရင်းဆောင်ဘုတ်မှာ Gloria Deo Parks Hominibus လူသားတို့၏ငိမ့်သက်ခြင်းဖြင့်ဘုရားသခင်အားဘုံတော်ကုံတော်ရှိစေသတည်းဟု၍ဖြစ်ပါသည်အဓိကရည်ရွယ်ချက်မှာလူအသက်ကိုကာကွယ်စောင့်ရှောက်မှုအစီအစဉ်ပင်ဖြစ်သည် ဖျားသခင်ဘုံတော်ကုံတော်ကိုငြိမ်သက်ခြင်းထွန်းလင်းစေရန်လည်းဖြစ်သည်။ယာမင်ကြီးကနှိမ်ချခြင်းသည်ဆရာတော်တစ်ပါး၏ပထမဦးဆုံးသောပါရမီဖြစ်ကြောင်းကောင်းကင်နိုင်ငံတော်သို့သွား၍နှိမ်ချစွာဆုတောင်းခဲ့သောအခွန်ခံကဲ့သို့မိမိအဖြစ်မိမိအဖြစ်ကိုသိရှိဝန်ခံရမည်ဖြစ်ကြောင်းတိုးတင်း၏နှိမ်ချခြင်းသည်မိမိသည်အစီကံဖြစ်သည်ဆိုသည်ကို လက်ခံကြောင်းသခင်မဟုတ်ဟူသည့်တရားအသိမှစီးထွက်လာခြင်းဖြစ်ကြောင်းမိမောင်းထိုးပြခဲ့ပါသည်။ ်ယခုဂိုင်းကျုံဆရာတော်ဖြစ်သွားသူသည်ပိုလန်နိုင်ငံမှအခြေခံလူဒန်းစားမိသားစုမှဖြစ်ပြီးရာမင်းကြီးကဆရာတော်တပါးဤအမှုတော်အသက်တာကိုလယ်သမားတဦးနှင့်ခိုင်နိုင်ပြထားပါသည်မြို့အောင်၍အထွက်တိုးကောင်းစေရန်စိတ်ရှည်လက်ရှည်ပြင်ဆင်ထုံရကြောင်းစီးစနစ်ကြရကြောင်းထို့နောက်အပင်တန်၍အထွက်တိုးကောင်းမည်ဟုမျှော်လင့်ချက်ဖြင့်ဆောင်စားရကြောင်းဆရာတော်၏အသက်တာသည်အဆောင်တူဦးဖြစ်ကြောင်းပိုင်ရှင်မဟုတ်ကြောင်း စုတောင်းခြင်းနဲ့ရှင်သန်သူဖြစ်ရမည်အကြောင်းဥစ္စာများပိုင်ဆိုင်သူမဟုတ်ကြောင်းကိုလည်းရှင်ပြတရားချခဲ့ပါသည်။ဆရာတော်သည်ယခုဆရာတော်ဖြစ်လာခဲ့တော်လဲယခင်နှစ်များ၌ယဟန်မင်းကြီးကိုစားယဟန်မင်းကြီးကိုစလေများ၏အတွင်ရေးမှုအဖြစ်စီနီဂေါပိုလန်ဗီယက်နမ်နိုင်ငံတို့၌အမှုထမ်းခဲ့သည့်အတွေ့အကြုံကောင်းများဗာတီကန်တွင်ရေးမှု၏အကူဖြစ်၎င်း ထမ်းဆောင်ခဲ့သည့်တစ္ဆာရှိသောငယ်သားကောင်းနှင့်စွမ်းဆောင်နိုင်ငယ်ချင်းအတွက်ယဟန်မင်းကြီးကလည်းချီးကျူးခဲ့ပါသည်။ယခုယဟန်မင်းကြီးကိုယ်စားလှယ်အမှုတော်သည်ဒဏ်ရာတန်ကျက်များအနာတရများစွာဖြင့်ပြည့်နှက်ခံစားနေရသောဒေသအားတိုးရင်းဖခင်ဖြစ်၎င်းမျော်လင့်ခြင်းကိုတည်တည်ခံသူဖြစ်၎င်းရှင်သန်ကုစားပေးရမည်ဖြစ်ကြောင်းယဟန်မင်းကြီးကိုယ်စားလှယ်ဟုဆိုရ၌သာသနာတော်ကြီးသည် ုက္ခကြုံတွေ့ခံစားနေရသူများနဲ့အတူနေကစွာရှိနေကြောင်းနှစ်သိမ့်ပေးနေကြောင်းပေါင်ကူဆက်နွယ်ပေးနေကြောင်းအမိမိအရေးကိုသာယက်တီကာကွယ်ခြင်းမဟုတ်ဘဲဖြစ်နိုင်ခြေရှိဆုံးသောအခြေအနေဖြင့်ပေါင်းစည်းအစေခံရန်ဖြစ်ကြောင်းအီရန်နိုင်ငံ၌မိုးဆေ၏ထုံတမ်းစင်လာများကိုစောင့်ထိန်နေကြသော Sheldon, Seric, Armenian, Greek, Latin စသည့်ဝိညာဉ်ရေးနည်းလမ်းများကိုကျင့်သုံးသောခရစ်ယာန်များရှိ၍ ယဟန်မင်းကြီးကိုစလဲနေဖြင့်၎င်းတို့ကြားပေါင်းစည်းနိုင်ရေးတို့ကိုတိုးမြင့်လှုပ်ဆောင်ရမည်ဖြစ်ကြောင်းကိုလည်းမိန့်ကြားခဲ့ပါသည်ဆက်လက်၍တမန်တော်သောမတ်နှင့်သူ၏တပည့်ဖြစ်ကြသောအဒိုင်မာရီအဒိုင်မာရီတို့ကခြံလှက်ခဲ့သောအမွေနှင့်များဖြစ်သည့်ခရစ်ယာန်များသည် များမကြာမီဆယ်စုနှစ်ကအကြမ်းဖက်ခံခဲ့ရသော်လည်းမပြောင်းမပြက်ယုံကြည်ခြင်းကိုမစွန့်ဘဲဆက်လက်ဆုတ်ကိုင်းရှင်သန်နေခဲ့သည်ကိုလည်း မှတ်ရရမည်ဖြစ်ကြောင်းထိုဘာသာရေးအစွန်ရောက်တို့၏အကြမ်းဖက်မှုကြောင့်မိမိတို့၏ယုံကြည်ခြင်းကိုမငင်းပယ်ဘဲရဲဝံစွာတည်တည်ခံကအသေးခံခဲ့ကြသောဓမ္မအာဇာနည်တို့သည်တင့်အတွက်အီရာအတွက်ကမ္ဘာငိမ့်ချမ်းရေးအတွက်ဆူတောင်းပေးနေကြမည်ဖြစ်ကြောင်းနောက်ဆုံးနေကုန်းချုပ်အနေဖြင့်ယဟန်မင်းကြီးကယဟန်မင်းကြီးကိုယ်စလဲအစ်အာအီရာရှိပြည်သူများသည်တင့်အပြောဆိုထက်တင်းဤချစ်ချင်းမြတ်တာကြောင့်တင့်ကိုပို၍အမှတ်ရစေရမည်ယဟန်မင်းကြီးသည်ဆက်လက်ပြီးယဟန်မင်းကြီးကိုယ်စလဲ မှုတော်ကိုထမ်းဆောင်မိဂိုင်းကျုပ်ဆရာတော်ဤအမှုတော်ကောင်းမွန်ထ ිය ောက်စွာထမ်းဆောင်နိုင်ရန်ငိမ့်သက်ချင်းဤမေတော်နှင့်မက်ဆိုပိုတေးနီးယားဒေသမှယဟနာသူတော်သူမြတ်အားလုံးဤဂျာဝင်ဆုတောင်းပေးခြင်းကိုတောင်းခံအနှံပေးထားပါသည်ဆက်လက်ပြီးဂိုင်းကျုပ်ဆရာတော်သည်ဘဝအကြောင်းလေးကိုတင်ဆက်ပေးထားပါသည်ဂိုင်းကျုပ်ဆရာတော်သည်1980ပိုလန်နိုင်ငံ၌မွေးဖွားခဲ့ပြီး1996ခုနှစ်၌ယဟန်သိခါကိုခံယူခဲ့ကဗာတီကန်၏တန်နမန် ကျောင်းတော်ကြီးသို့2004ခုနှစ်တွင်ရောက်ရှိပညာသင်ကြားခဲ့ပါသည်ပညာသင်ကြားပြီးနောက်2019ခုနှစ်တွင် နိုင်ငံတကာဆိုင်းယားရုံးတော်၏လက်အောက်၌အမှုတော်ထမ်းဆောင်ခဲ့ပါသည် သူသည်ဘာသာစကား5မျိုးကိုပြောဆိုနိုင်ခဲ့ပါသည်မြန်မာပြည်အီရတ်နိုင်ငံအတွက်ရာမင်းကြီးကိုယ်စားလှယ်ဖြင့်အမှုတော်ထမ်းဆောင်တော်မူဖြစ်ပြီးသူ၏အမှုတော်ထိရောက်အောင်မြင်ပေးခြင်းစီရန်ဝိုင်းဝန်းဆုတောင်းပေးကြပါစို့ဟုရန်မင်းကြီးကထည့်သွင်းပြောဆိုထားပါသည်။